စင်တဲ့ခေတ်ကလေလာဆောင်တဲ့အထိကျွန်တော်တို့ အနာမှာတူဟိုတန်တန်မြင့်မြင့်နဲ့ပဲအကုန်လုံးစီစဉ်ခဲ့ရဆိုတော့ကျွန်တော်တို့ကတော့အစိုးရကြိုတိနေရတယ်ဖြစ်တဲ့ကြောင့်တော့ဟိုအန်အော်ဒါတွေတော့မပါတော့ဘောနော်ဝမ်းသာတယ်ဒါပါပြည့်ကုန်လဲကုန်ယူပါတယ်အရင်တွေကလည်းတော့လည်းချစ်တတ်တဲ့နှလုံးသားပိုင်ရှင်ပါပဲတယောက်တယောက်နဲ့မြင့်မြင့်လုံးလို့ရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဝမ်းနဲ့ဝမ်းသာပါတယ်ကျွန်တော်တို့ကဟိုအရင်တွေကတော့အပြင်းအထန်တူတူသွားတယ်ခကြီးတွေအတူတူသွားတယ်ဒါအမတ်တရားတွေကတော့လုံးဝအများကြီးပဲအိမ်တော်ပြုပြီးပါလို့ရှိရင်တော့ဒါ ်နိုင်ငံချင်းအပေါင်းအသင်းကဏ္ဍလည်းရှိမယ်ဒါမိသားစုတစ်ခုတည်ထောင်ပြီဆိုတော့မိသားစုအချိန်ပေးဖို့အတွက်နားလည်မှုပေးရမယ်အများနဲ့အတူတူတွေ့ပြမှာမဟုတ်တော့လည်းနားလည်မှုပေးရစားကြတော့ဒါကတော့ဒီလိုမျိုးတော့ရှိတာပေါ့ကျွန်တော်မင်္ဂလာပွဲနေ့ကြလို့ရှိရင်သရိုးသားရန်ဒါအနောက်တိုင်း brown မှာပါဝင်ပြီးတော့အခုအခုတက်ကုညီအဖြစ်ပြီးတော့ဒါပုံပြုတ်ဖြစ်သွားမှာပါဗျာစနစ်ကျော်လက်တွဲခဲ့တဲ့ဒါ ကျွန်တော်ရဲ့ producer အကိုလည်းဖြစ်တယ်။ညီကိုလိုလည်းခင်ရတယ်။ဒါကိုဝင်မင်းမောင်ကိုရှင်မန်းရဲ့ဒါမင်္ဂလာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုရောက်ရှိနေတာပေါ့နော်။နောက်ပြီးကျွန်တော်အနေနဲ့လပ်ပါရီယာနဲ့ပတ်သက်ပြီးတော့ပြုပြင်နေကြဖြစ်တဲ့ Apple Magic Face ကအာ founder ဒေါက်တာပူပွင့်ခိုင်နဲ့ကိုဝင်မင်းမောင်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုရောက်ရှိနေရမှာဖြစ်ပါခင်ဗျာ။ အန်အော်ရတဲ့မှာတော့မပါပါဘူးခင်ဗျာဘာလို့လဲဆိုတော့သူလည်းဒါယူဖို့ယူရဲ့ချက်နဲ့ပလန်ကလည်းအချိန်တိုင်းတာတစ်ခုတည်းရှိသွားပြီပေါ့နော်ဆိုတော့စပြီးတော့စာစီစဉ်ကလေးကမင်္ဂလာဆောင်တဲ့အချိန်ကျွန်တော်တို့အနားမှာတူတူဟိုတန်တန်မင်းမင်းနဲ့ပဲအကုန်လုံးစီစဉ်ခဲ့တာဆိုတော့ကျွန်တော်တို့ကတော့အစိုးရကြိုတည်နေရတယ်ဖြစ်တဲ့ကြောင့်တော့ဟိုအန်အော်ရတော့မပါတော့ပေါ့နော် အသက်အရွယ်ရလည်းဒါအဲယူလို့လည်းအဆင်သင့်ဖြစ်နေတဲ့အနေအထားတစ်ခုလည်းဖြစ်ပြီး အတက်ရရလဲယူလို့တင့်တော်တဲ့အနေအထားတစ်ခုလည်းဖြစ်ပြီးဆိုတော့အားကြောင့်ဒါမင်္ဂလာဖြစ်တဲ့အရာတစ်ခုဆိုကျွန်တော်တို့ဒါဝမ်းသာတယ်ဒါပါပြည့်ကုန်လဲကုန်ယူပါတယ်ဟုတ်ကျွန်တော်တို့ကဟိုးရင်တွေကတော့အပြင်းအထန်တူတူသွားတယ်ခကြီးတွေအတူတူသွားတယ်ဒါအမတ်တရားတွေကတော့လုံးဝအများကြီးပဲဒါဒါအမတ်တရားအမတ်တရားနေစဉ်နဲ့အများနေတိုင်းနှိပါတွေ့ရတနေ့မှာ365ရက်ဖြစ်ရင်ကျင်းတည်300လောက်ကတော့တွေ့တယ်မဟုတ်လဲအလုပ်ကိစ္စနဲ့တွေ့ဖြစ်တယ်ဆိုတော့ကကြတော့ဒါက အခုဒါသူအိမ်တော်ပြုတော့မယ်သူအိမ်တော်ပြုပြီးပါလို့ရှိရင်တော့ဒါတကယ်ချင်းအပေါင်းအသင်းကဏ္ဍလည်းရှိမယ်ဒါမိသားစုတစ်ခုတီထောင်ပြီဆိုတော့မိသားစုအချိန်ပေးဖို့အတွက်အဲလောက်ရမယ့်အပိုင်းတွေလည်းအများကြီးရှိရဆိုတော့အခါကျတော့ဒါကျွန်တော်တို့ကဒါနားလည်မှုပေးရမယ်ပို့ပြီးတော့မိသားစုကိုအချိန်ပေးနိုင်အောင်ကျွန်တော်တို့အနေနဲ့လည်းပြီးနာနေပြီးတော့ပြောပေးရမယ်ဒါအိမ်တော်တစ်ခုပြုပြီးပါဆိုလို့ရှိရင်ဒါတယောက်တည်းမဟုတ်တော့ဘူးကိုယ့်ရဲ့ ကိုမြန်တော့ကတော့မင်းကလေးတစ်ယောက်နဲ့ဘဝတစ်ခုထူထောင်ပြီးဆိုတော့ကကြတော့အရင်လိုမျိုးလူငယ်ပုံစံမျိုးလူပြိုလူလွတ်ပုံစံမျိုးတော့နေလို့မရတော့တော့တေးကြတာပေါ့နော်ဆိုတော့ကကြတော့ဒါကကျွန်တော်အနေနဲ့နားလည်မှုပေးတယ်ပြီးတော့ဟိုအများအားတူတူတွေ့ပြမှာမဟုတ်တော့လည်းနားလည်မှုပေးရစားကြတော့ဒါကတော့ဒီလိုမျိုးတော့ရှိတာပေါ့ဒါပေမဲ့သူ့ပုံမှန်တော့မူတည်တာပေါ့နော်ဒါကတော့အရင်တိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ဒါလည်းပြောရတာပေါ့အရင်တည်းကလည်းတော့လည်းအာချစ်တဲ့နှလုံးသားပိုင်ရှင်ပါပဲဆိုတော့ကကြတော့ ဒီဟာကတော့သူဟိုအိမ်တော်ပြုတယ်ဆိုတဲ့အရာတစ်ခုကကြတော့လေကိုယ့်ရဲ့စိတ်ဆုံးဖြတ်ချက်ခိုင်းပါတယ်ဒါဒီလူတယောက်ကိုမျက်နှိုးတယ်ချစ်ခင်တယ်ဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ပြီဆိုတဲ့ဟာနှစ်ယောက်ကစိတ်ကတထက်တဲကြသွားလို့ကျွန်တော်တို့ဒါယူဆတယ်ဒီအတွက်ကြောင့်လည်းဒါဘေးကသူတို့အစားပျော်ရွှင်မိတယ်မင်္ဂလာပွဲတွေကိုလည်းခံခံနာနာနဲ့ ပြုလုပ်ပြီးတယ်တယောက်နဲ့တယောက်နဲ့ကလည်းဒါ surprise တွေ surprise တွေအများကြီးအစိတ်ပါလက်ပါနဲ့တယောက်တယောက်နဲ့မျက်မျက်နှာနှာရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဝမ်းနဲ့ဝမ်းသာပါတယ်ကျွန်တော်မင်္ဂလာပွဲနေ့ကြလို့ရှိရင်သရိုးသားရန်ဒါအနောက်တိုင်း brown မှာပါဝင်ပြီးတော့အခုအကိုတက်ကိုကြီးအဖြစ်ပြီးတော့ဒါပုံပြဖြစ်သွားမှာပါဗျာအာကျွန်တော်တော့အားကြရတဲ့တော့ပါလားဆိုတော့ပါပါတယ်ဒါမဲ့လည်းခုနပြောသလိုအိမ်တော်တစ်ခုထူထောင်တယ်ဆိုတာကလည်းအာအိမ်တော်တစ်ခုထူထောင်လို့ရတဲ့အရာက အခုမှအာမိသားစုတစ်ခုတာဝန်ယူနိုင်ပြီဆိုတော့စိတ်ဆုံးဖြတ်ချက်ချပြီးတော့အာဒါအဲ့လိုမျိုးခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိမှသာလေအိမ်တော်ပြုတာတော့ကောင်းတာပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ကျွန်တော်မှအဲ့လိုအိမ်တော်ပြုဖို့အတွက်အာစိတ်ဆန္ဒပဲရှိပြင်မဲ့လေဒီအိမ်တော်တစ်ခုကိုတာဝန်ယူနိုင်တဲ့အာကျွန်တော်မှပြည့်စုံမှုမြင်မရှိသေးတဲ့ခါကျတော့ဒါကျွန်တော်အများကြီးစူးစမ်းမယ်အပိုင်းကြီးရှိပါသေးတယ် ်ဆိုတော့ကျွန်တော်ကတော့အိမ်တော်ပြုတဲ့မင်္ဂလာဆောင်တာကိုကျွန်တော်အနေနဲ့လာအားလဲအားကြရတယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့လိုမျိုးပြပြစုံစုံနဲ့ကိုချစ်တဲ့မင်္ဂလာတရားကိုတင်တော်ပြည့်နဲ့လက်ထက်ယူပြီးတော့ခံခံနာနာပဲဖြစ်စီနေတဲ့အခါကျတော့အဲ့လိုမျိုးဖြစ်တဲ့တနေ့ရတော့ကျွန်တော်ကျိတ်တယ်ပေါ့လက်ထက်မှာပါအဲဒီကြားထဲမှာတော့စူးစမ်းရမယ့်အပိုင်းတွေအများကြီးရှိနေတာပေါ့ကျွန်တော်ရဲ့ချက်ရတဲ့အကူကြီးကိုဝင်းမင်းမောင်နဲ့ဒေါက်တာပူပွင့်ခိုင်တို့အာအများကြီးပျော်ရွှင်မှုတွေနဲ့ နေ့အတိုင်းမှာကံကောင်းခြင်းနေနဲ့လုပ်ငန်းကိန်းကနေစီးပွားရေးတိုးတက်ပြီးတော့နှစ်ယောက်ပေါင်းပြီးတော့ဟိုမအောင်မြင်တဲ့ဘဝအောင်ဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ရန်နေပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ်အခုအတိုင်းပဲနှစ်ယောက်စလုံးကလည်းသာသနာပြုရဲ့နေရာမှာ Pride မှာအရင်ဆရာထက်တဲ့လူတွေဖြစ်ကြကြောင်းမလို့နှစ်ယောက်ပေါင်းပြီးတော့ပို့ပြီးတော့လူတွေအတွက်အကျိုးပြုတဲ့လုပ်ငန်းတွေလှုပ်ဆောင်နိုင်ပါစေလို့ကျွန်တော်ရန်နေပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ် Congratulations ပါ